ဂျပန်နိုင်ငံမှာချူချွန်နယ်ចောင်းသားတွေပေါ်ရတဲ့အကြောင်းရင်းကဒီလိုကော်ဖီဆိုင်တွေရှိလို့ပါဝေလာလိုက်ပြန်ထွက်သွားလိုက်နဲ့တင်းကိုပြောင်းဖို့လို့လှည့်စားခဲ့တဲ့သူမနဲ့တော့ဒီကော်ဖီဆိုင်ကတခြားစီပါပဲဘာဖြစ်လို့လဲဆိုတော့အခုမြင်နေရတဲ့ main ကလေးကကော်ဖီဆိုင်တွေကနေခိုးထွက်သွားဖို့လုပ်နေတာကိုလုံဆောင်ရေးကလှမ်းမြင်လိုက်ပြီးအခုလိုပဲပြန်မထွက်သွားဖို့တောင်းဆိုလိုက်ပါတယ်တကယ်တော့ဒီကော်ဖီဆိုင်ကဂျပန်နိုင်ငံမှာရှိတဲ့ရေဒနာတိုက်လေတခုဆိုရင်လည်းမမှားပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီကော်ဖီဆိုင်တွေကိုဝင်ချင်တိုင်းလဲဝင်လို့မရပါဘူး။ အရင်ဆုံးတင်ကဆုံးဖြတ်ချက်ချပြီးအစီအစဉ်ဆွဲထားတဲ့အလုပ်တစ်ခုခုကိုပြတ်တက်ရမှာပါ။ဥပမာဝီတူတပုတ်ရေးမယ် assignment တစ်ခုပြီးအောင်လုပ်မယ်။စတဲ့အလုပ်ကိစ္စတွေကိုဒီ coffee ဆိုင်လေးထဲမှာပြီးမြတ်အောင်လုပ်ဆောင်ပြီးမှသာလေ။ဆိုင်ရှင်ကအတင်းကိုဒီလိုမျိုးကွန်ပျူတာစိတ်တွေရိုင်းနှိုင်းပေးလိုက်မှဖြစ်ပြီးအဲ့ဒီခါမှသာတင်က coffee ဆိုင်လေးကနေအိမ်ကိုပြန်လို့ရမှာပါ။ဒါကြောင့်မို့ဒီနေရာလေးကတနေ့တနေ့စာလုပ်ရမှာပြင်းတဲ့အကြောင်းသားတွေနဲ့အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ဆိုရှယ်မီဒီယာတွေထက်အလောက်ကိုသာပြည်မြအောင်လှုပ်ဆောင်ခြင်းသူတွေအတွက်တော့တကယ်ကိုအန်ကိုက်ပါပဲ။ဆိုင်ရှင်ဖြစ်သူရဲ့ idea နဲ့ပတ်သက်လို့ပရိသတ်တို့ကရောဘလို့မဆက်ပေးလို့ပါတလိမ့်နော်။